Hello အခုဒီဗီဒီယိုကြည့်နေတဲ့မောင်လေးညီမလေးတွေမှာကိုကိုကိုတင်ချာအားနေတယ်တင်ချာကြောက်တယ်လို့ထင်နေသူတွေပါပါသလားပါရဆိုရင်တော့ဒီဗီဒီယိုလေးကိုဇွန်တိကြည့်လိုက်ပါနော်ဒုက္ခကငငယ်လေးကလေးကတင်ချာကြောက်တယ်တင်ချာအားနေတဲ့ចောင်းသားတွေတရားပေါ့နော်ဒုက္ခတင်ချာအားနေတာတင်ချာကြောက်တာ grade 12အထိပဲသူကတော့ grade 12ကျောင်းမှာဆိုရင်ဘိုင်းလော့၄ခါဖြစ်ရတယ်ရှိမှဖြစ်ရတယ်ဘိုင်းလော့၃ခုဆိုရင်သူကဂုံတူးမထွက်ခဲ့ပါဘူး final ဖြီကနီးပေါ့နော်နှစ်လပိုင်းလောက်မှာဖြီရတဲ့ pilot form မှာတော့ဒုက္ခဂုံတူထွက်ခဲ့တယ် final မှာလည်းဂုံတူထွက်ခဲ့ပါတယ်ဒါဆိုဒုက္ခဆိုရင်ပေါ့နော်တင်ချာကြောက်တယ်တင်ချာအားနေတယ်အဲ့အမျိုးကိုဘလို့ကျူးစားခဲ့တာလဲကိုကိုကိုပြန်လဲအားတင်းပြီးတော့ဘယ်နေရာတွေလိုအပ်ချက်တွေကိုဘလို့ဖြည့်ဆွတ်ခဲ့တာလဲဆိုတာတွေကိုညှောပြီးတော့မယ်အပြင်စာချီနီလန်ကောင်းလေးတွေကိုလည်းဒီဗီဒီယိုထဲမှာညှောပြီးတော့မှာဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင် ခအခုပြောပြသွားမယ့်စာချီနီလေးတွေက grade 12ကျောင်းသူကျောင်းသားတွေကိုအဓိကယူရတာဆိုပေမဲ့တခြားအတန်းမှာတက်နေတဲ့မောင်နှင်းညီမလေးတွေလည်းအသုံးပြုလို့ရပါတယ်။သင်ချာမှာပို့ပြီးတော့အမှတ်တွေကောင်းလာဖို့ပို့တော်လာဖို့ဆိုတာအဓိကနှစ်ချက်လိုပါတယ်။ပထမတစ်ချက်ကတော့အခြေခံနဲ့သဘောတရားနဲ့ကိုပိုင်နေရပါမယ်။ဒုတိယချက်ကတော့ထက်ခါထက်ခါလေ့ကျင့်မှုပြုလုပ်ပေးရပါမယ်။ဒါဆိုပထမအချက်ကဘာကြောင့်အရေးကြီးလဲဆိုတာကိုပြောပြပေးပါမယ်။ ဒုက္ခရောငငယ်ကလေးရတင်ခဲ့ရတဲ့အခြေခံသင်္ချာတွေပေါ့နော်ပေါင်းနှုတ်မြောက်စာလက္ခဏာတွေကိုမပိုင်ဘူးမကျွမ်းဘူးဆိုရင်ဒီအတန်းကြီးမှာဘယ်လိုလုပ်ရတော့မလဲအတန်းကြီးမှာဆိုရင်ပို့ပြီးတော့ရှုပ်လာတယ်ပါတော့မယ် trigonometry differentiate graph တွေ function တွေအဲ့လိုတွေပါလာပြီကိုကငငယ်ကလေးရတင်ခဲ့ရတဲ့သင်္ချာအခြေခံလေးရောတော့မကြည့်ဘူးဆိုရင် အတန်းကြီးအထက်တန်းရောက်လာတဲ့အခါမှာစာလိုက်နိုင်မှာမဟုတ်ပါဘူး အခြေခံနေပိုင်နေပြီမဲ့လဲ10 11 12တန်းမာကလေးကစတက်လာပြီဆိုတာနဲ့ကို့အခန်းလိုက်ပေါ့နော်တင်ချာကိုအခြေခံလေးတွေ concept လေးတွေကိုပိုင်ဖို့လဲလိုပါတယ်10ကလည်း concept တွေပိုင်လာမယ်11ကလည်း concept တွေရလာမယ်ဆိုရင်12မှာကတော့ AACC နဲ့လိုက်လို့ရပါတယ်တင်ချာရဲ့အဓိကအခြေခံအနှစ်က concept ပါပဲဒါကြောင့်မလို့ဒုက္ခရောပေါ့နော် YouTube မှာဆိုရင်လည်းနိုင်ငံခြားက YouTuber တွေလည်းအများကြီးပြောတယ် master the concept သင်္ချာရဲ့အဓိကအခြေခံကွန်ဆက်ဖြစ်တဲ့အတွက်ကြောင့်တို့ကလည်းအဲ့ဒါအများကြီးပြောတယ်ပေါ့နော်။ကိုကကွန်ဆက်မပိုင်ဘဲနဲ့ပုံစံတွက်ပါများပြီးတော့အလွတ်မှတ်မိပြီးအလွတ်ရတယ်လို့ချတွက်နေရဆိုရင်ဒါကသင်္ချာတကယ်ရတာမဟုတ်ဘူးပေါ့နော်။ကိုကနောက်ထပ်မေးခွန်းပြောင်းမိလိုက်တယ်ဆိုရင်ကိုကစဉ်းစားတတ်မှာမဟုတ်ဘူး။ကိုယ်ကရှိမှတော့ကကြက်တူရီစာနှုတ်တက်ရတယ်လို့မျိုးအတိတ်ပဲနားမလဲပဲနဲ့ဒီတိုင်းတွက်လာဖြစ်တဲ့အတွက်ကြောင့်တွက်နိုင်မှာလည်းမဟုတ်ဘူးဖြီးနိုင်မှာလည်းမဟုတ်ဘူးဒါကြောင့်အဓိကအခြေခံအနေနဲ့သဘောတရားကိုပိုင်အောင်လုပ်ပါ သဘောတရားပိုင်ဖို့ကလည်းစာတင်တဲ့အခါမှာတရားလိုက်နားထောင်အောင်ပဲပေါ့နော်ဆရာဆရာမတွေသင်ပေးနေတဲ့အခါမှာ attention တရားလေးပေးပြီးတော့နားထောင်ရမယ်ဒုက္ခရဲ့ရှေ့ဗီဒီယိုတစ်ပုဒ်မှာပေါ့နော်မောင်လေးတယောက်က commitment ထားတယ်အဲတင်တဲ့ဆရာဆရာမတွေပေါ်လဲမူတည်ရယ်ပေါ့နော်တကယ်လို့တိတိချာချာလေးမရှင်းပြပေးနိုင်ဘူးဆိုရင်ဒါတွေကမရနိုင်ဘူးပေါ့မဖြစ်နိုင်ဘူးလို့ပြောရယ်ပေါ့နော် အဲ့လိုမျိုးတွေရဟုတ်ပါတယ်အပြင်မှာလည်းတကယ်ရှိပါတယ်ပေါ့နော်ဒုက္ခဆရာဆရာမတွေကိုစော်ကားလိုချင်လည်းမဟုတ်ပါဘူးလိုချင်နေမျိုးလေးတွေကပေါ့နော်ရှိရတော့ရှိရပါတော့ဒါပေမဲ့ခုခေတ်က learning resources တွေအများများတဲ့ခေတ်ကွာကိုက online ပေါ်မှာဘယ် platform မှာပဲဖြစ်ဖြစ်သွားပြီးတော့ရှာလိုက်ရင်ကိုသိချင်တဲ့သင်ခန်းစာနဲ့ပတ်သက်တဲ့ video တွေအများကြီးကြားလာတာပဲအဲ့မှာကိုလည်လာလို့ရတယ်ဒါကြောင့်မလို့ပေါ့နော်ခုမှအဲ့လိုအခြေအနေမရှိလို့စာနာမလဲလို့ဆိုပြီးရောဒီတိုင်းရက်တက်နေမဲ့အစားအခုလူတိုင်းလူတိုင်းမှာတော့ဖုန်းတစ်လုံးရတော့ပေါ့နော် လူတိုင်းလူတိုင်းပေါ်တော့အိမ်တိုင်းအိမ်တိုင်းမှာတော့ဖုန်းတစ်လုံးစီရတော့ရှိနေမှာပဲအမဖုန်းမှာသွားပြီးတော့ကျတော့ platform အသီးသီးပေါ့ YouTube, TikTok, Telegram, Facebook ကျတဲ့နေရာမှာသွားရှာဗီဒီယိုလေးထွက်လာမှာပဲအဲ့ကနေပြီးတော့လဲသင်ယူလေးလာလို့ရတာပေါ့နော်ဒါကြောင့်မလို့ဒုက္ခကအဲတကယ်လို့ကို့မှာအဲ့လိုမျိုးအခြေအနေမျိုးမရှိဘူးဆိုရင်လို့လေးလှုပ်လို့ရတယ်ဆိုတဲ့အကြံဉာဏ်ကောင်းလေးပေးတာပါတလက်စားတဲ့ YouTube မှာဆိုရင်ပေါ့နော်သင်ချာ င်ငန်းစာလေးကိုတင်ပေးနေရဲ့ YouTube channel ကောင်းလေးတစ်ခုရှိရဲ့ဗောနော်အခုကြောင်းတက်နေတဲ့မောင်လေးညီမလေးတော်တော်များများဆိုရင်လည်းသိမယ်ထင်ပါတယ် Math for hours ဆိုတဲ့ဒီချက်တယောက်ရဲ့ channel လေးပါသူကလည်းအဲ့ဒီ channel နဲ့ပဲစာလုပ်ခဲ့တာပေါ့နော်။သူက grade 11ကျောင်းမှာစာသင်လို့တည်တည်ချာချာနားမလည်ခဲ့ဘူးဆိုရင်ဒီချဲရဲ့ video လေးကိုတွားပြီးတော့ကြည့်လိုက်တယ်ပေါ့နော်။အဲ့ဒီ video မှာဆိုရင်ဒီချဲကတပုတ်ချင်းစီတောင်တည်တည်ချာချာလေးရှင်းပြပေးထားတယ်။တကယ်ကိုစေတနာပါပါတယ်။ဒီချဲကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။ဒါကတော့ အဲမောင်လေးညီမလေးတို့တင်ချောက်ထပ်ပြီးတော့လည်လာခြင်းနဲ့ဆိုရင်လည်လာလို့ကောင်းတဲ့ channel လေးတစ်ခုကို recommend လုပ်ပေးတာပါအဲ့ဒါကြောင့်မလို့ပေါ့နော်ကိုကအเจ้าမှာသင်ခဲ့တဲ့အချိန်မှာ concept လေးကိုပိုင်အောင်လုပ်မယ်တကယ်လို့နားမလည်ခဲ့ဘူးဆိုရင်လည်းကိုကြိုက်တဲ့ platform ကနေပြန်ပြီးတော့လေ့လာမယ်ပေါ့နော်အเจ้าမှာ grade ကတခြားလေးနားလည်အောင်လုပ်ခဲ့ရင်တော့ပိုကောင်းလာပေါ့နော်ကိုအိမ်ပြန်ရောက်လာတဲ့အခါကျရင်အဲ့ဥစ္စာကိုတွေ့ရုံပဲလေ့ကျင့်ရုံပဲပေါ့ နားမလည်ခဲ့ဘူးဆိုတော့အချိန်လေးတော့နည်းနည်းတော့ထပ်ပေးရတာပေါ့နော်။ဒါပေမဲ့လည်းအချိန်ထပ်ပေးရတယ်ဆိုပေမဲ့ကိုစာနားလည်သွားတော့အဲ့ဒီအချိန်ကပေးရတယ်တန်တာပဲလေ။ဒါကြောင့်မလို့တင်ချာအတွက် ပထမအဆုံးအရေးကြီးဆုံးအချက်ကတော့အခြေခံနဲ့ concept နဲ့ကိုပိုင်အောင်လုပ်ပါ။ဒုတိယချက်ကတော့ထက်ခါထက်ခါလေ့ကျင့်ပါ။မောင်လေးညီမလေးတို့ကြားဖို့မယ်ထင်ပါတယ်။ Practice makes perfect ပေါ့နော်။ ထက်ခါထက်ခါလေ့ကျင့်ခြင်းဟာပြည့်ပြည့်စုံမှုဖြစ်စေတယ်။ဒါကဘာသာရဲ့အတိုင်းလို့လို့ပဲဘယ်ဘာသာပဲဖြစ်ဖြစ်ကိုကသင်ပြီးရတဲ့ဒီတိုင်းရက်နေလို့မရဘူးပြန်ပြီးတော့လေ့ကျင့်ဖို့လိုတယ်ပေါ့နော်။သင်ချာဆွေပို့ပြီးတော့အရေးကြီးရဲ့ထက်ခါထက်ခါတွက်ပြီးလေကိုယ့်အတွက်အကျိုးရှိလေပဲ။ဒါကြောင့်သင်ချာတွက်တဲ့အခါမှာဆိုရင် test ထဲကပုံစံတွေကိုအရင်ပိုင်းအောင်တွက်မယ်ပေါ့နော်။ပုံစံတွက်တဲ့အခါမှာကိုကလက်ကဒီတိုင်းချတွက်တာထက်ခေါင်းကနေစဉ်းစားပြီးတော့တွက်စီကြပါတယ်။ ဘာကြောင့်ဒီနေရာမှာဒီ concept ကိုသုံးလဲဒီစင်လေးဘာကြောင့်ထည့်ရလဲခေါင်းကနေတွေးပြီးတော့တွက်သွားပေါ့เนาะအဲတော်တော်များများပေါ့เนาะတော်တော်များများဆိုတာတချို့တွေဖြစ်မယ်ထင်ပါတယ်ဒုက္ခလည်းအဲ့လိုလည်းမှာပါတယ်ဒီတိုင်းတွက်ပါများပြီးတော့ကျတော့အလိုမှတ်မိသွားတာပဲရှိတာ concept ကဘာကြောင့်ဒီ concept ကိုဒီနေရာမှာသုံးရလဲအဲ့လိုစဉ်းစားဖို့ပေါ့နော်။ဒါကြောင့်မလို့ဒုက္ခအမှတ်ရောရတဲ့ချက်တည်တဲမှာလည်းအဲ့အားပါတယ်။ဒုက္ခနောက်ထပ်အပုတ်တွေမိလာတော့ကျတော့မစဉ်းစားတတ်တော့။ဘာကြောင့်လဲဆိုတော့ concept ကိုထုတ်သုံးနေရမဟုတ်ဘူး။လက်ကကျင်သားရပြီးတော့ဖြေနိုင်နေရပဲရှိတာကွာ။ဒါကြောင့်မလို့ဒုက္ခနောက်ပိုင်းကျတော့အဲ့အလေးကိုပြင်လိုက်တယ် concept တွေနဲ့စဉ်းစားပြီးတော့တွက်တဲ့အချင်းလုံးလိုက်တယ် concept မရသေးတဲ့သင်ခန်းစာတွေဆိုရင်တစ်ခေါက် concept ပိုင်းအောင်ပြန်ပြီးတော့သွားလေ့လာတယ်။နားမလည်ဟာတွေဆိုရင်ဆရာဆရာမတွေကိုပြန်ပြီးတယ်။ကိုထပ်ပို့ပြီးတော့ အဲတင်ချာကျွန်းတဲ့တငယ်ချင်းတွေကိုမေးတယ်ပေါ့နော်အဲ့လိုမေးပြီးတော့သူကပိုင်းလော့ဖုန်းမှာမှတ်တက်လာတာပဲဒါကြောင့်မလို့တွေ့တဲ့အခါမှာလဲ concept လေးနဲ့ခေါင်းကစဉ်းစားပြီးတော့တွက်စီကျင်ပါတယ်ပုံနေထဲကပုံစံတွေပိုင်ပြီးဆိုရင်တော့ channel မေကွန်ဟောင်း extra exercise ပါတဲ့စောက်ကလေးနဲ့လေ့ကျင့်စီကျင်တယ် extra exercise ပါတဲ့စောက်နဲ့မလေ့ကျင့်ပြင်အောင် channel မေကွန်ဟောင်းလေ့ကျင့်ရုံနဲ့တင်တော်တော်ပြည့်စုံနေပါပြီ ကိုကတခြားမိခွန်းနေတဲ့အထီးတွေ့ရှိတာတော့စာမီးဘုံမှာမေးလာတဲ့အခါမှာကိုကကောင်းကောင်းဖြေနိုင်တာပေါ့နော်ပြီးရင်မိခွန်းအသွာလာလေးတွေလည်းသိမယ်ဘယ် concept တွေကိုထုတ်မိလို့ရလဲဆိုတာကိုကသိလာတယ်ပေါ့နော်နောက်ပြီးတမတ်တန်လေးတွေကိုလည်းလေ့ကျင့်စီခြင်းပါတယ်တချို့အကြောင်းသားအကြောင်းသူတွေကသုံးမတန်၅မတန်လိုမျိုးအပုတ်ရှည်ရေးဆိုတွေ့တတ်တယ်ဒါပေမဲ့တမတ်တန်နှစ်မတန်တွေကျတော့သူတို့အချိန်မီအောင်မစင်စားနိုင်ဘူးအပြည့်တန်းထွက်အောင်မစင်စားတတ်ဘူးပေါ့နော်တမတ်တန်နှစ်မတန်ဆိုတာအပြည့်တန်းထွက်နိုင်မဲ့ လောလောကူကူရိုးရှင်းရှင်းစဉ်းစားလို့ရမယ်ဖြက်လန်းနီးလေးတွေတိမှတွက်လို့ရမှာပြီးတော့မေးတဲ့ခါကျရင်လည်းဒီတမတ်တန်ဆိုပြီးအထင်သေးလို့မရဘူး။ तू ကလွယ်လွယ်လေးတွေမေးရမို့နည်းနည်းစဉ်းစားရတယ်။စဉ်းစားရတဲ့အချိန်မှာကိုကမြ мян နဲ့အပြေထွက်အောင်လုပ်ရမယ်ပေါ့နော်။ဒါကြောင့်မလို့ကိုကလေးကျင်တာပြီးဝင်နေမှရမယ်။ဒါကြောင့်တမတ်တန်လေးတွေလည်းလေးကျင်စေချင်တယ်။ထွတ်ထွတ်ထူးထူးစားအုပ်တွေဝယ်စရာမလိုပါဘူး။အဲ channel တွေမှာပါတဲ့တမတ်တန်လေးတွေမိကုံဟောင်းထဲမှာပါတဲ့တမတ်တန်လေးတွေလေးကျင်ရုံကိုပြည့်စုံနေပါပြီ။ဒုက္ခလည်းလိုမျိုးပဲလေးကျင်ခဲ့တယ်ပေါ့နော်။ အဲဒါမလို့တမတ်တန်နမတ်တန်လေးတွေကိုတော့အချိန်လေးပြီးပြီးတော့လေ့ကျင့်စီခြင်းပါတယ်။ဒါဆိုဒုက္ခသင်္ချာအတွက်အဓိကအချက်နှစ်ချက်ကိုပြောပြသွားပါပြီ။ပထမတစ်ချက်ကတော့အခြေခံကိုပိုင်အောင်လုပ်ပါ၊သဘောတရားတွေကိုနားလည်အောင်လုပ်ပါ။ဒုတိယအချက်ကတော့ထက်ခါထက်ခါလေ့ကျင့်ပါ။ဒါပဲလား။ဒါတင်မဟုတ်သေးပါဘူး။နောက်ထပ်နီလန်းလေးတွေအများကြီးရှိပါသေးတယ်။အဲအပိုထက်ဆောင်လေးတွေကိုလည်းဒုက္ခဒီမှာပြောပြပြသွားပါမယ်။အချိန်မီအောင်လေ့ကျင့်ပါ။ သူကတော့ grade 12တေဆိုရင်ပေါ့နော် final မှာက3နိုင်မိကုန်ကို38ပုတ်ဖြေရမှာဖြစ်ပါတယ်ဒီ38ပုတ်လုံးကလွယ်တဲ့ဟာတွေလည်းပါမယ်နောက်ပြီးတော့စဉ်းစားရတဲ့နည်းနည်းခက်တဲ့အပုတ်တွေလည်းပါမှာပေါ့နော်ဒါကြောင့်မလို့ကို့အတွက်လွယ်တဲ့ပုတ်တွေပါဆိုရင်ကိုကအချိန်နည်းနည်းလေးနဲ့တွက်နိုင်အောင်လို့တခါတည်း လေ့ကျင့်ကြရတာပေါ့နော်အချိန်နဲ့ကြိုက်ပြီးတော့တွက်ဖို့လိုတယ်ပုံနေထက်ကပုံစံတွေတွက်တဲ့အခါမှာလည်းအချိန်နည်းနဲ့မှတ်ပြီးတော့ကြတော့တစ်ခါတည်းတွက်ပေါ့နော်ပြီးရင်ကိုကိုကိုလည်းအချိန်တစ်ခါတည်းစီမံခန့်ခွဲထားပါငါတမတ်တန်နဲ့နှစ်မတ်တန်ကိုအချိန်မိနစ်ဘယ်လောက်ပေးမလဲသုံးမတ်တန်ငါးမတ်တန်နေဆိုရင်မိနစ်ဘယ်လောက်ပေးမလဲတစ်ခါတည်းတတ်မှတ်ထားပေါ့နော်တတ်မှတ်ထားပြီးတော့ကြတော့လေ့ကျင့်တဲ့အချိန်ကြဲရအချိန်နည်းနဲ့ကြိုက်ပြီးတော့တွက်တက်အောင်လေ့ကျင့်ထားပါနောက်ပြီးတော့အဲ၃နာရီမိခုံးကိုပေါ့နော်ကိုဘာတာကိုလေးလေ့ကျင့်စေချင်တယ်ဒါမှကိုက မိကုန်းနဲ့လည်းအထီးတွေ့ဖြစ်ပြီးသားဖြစ်သွားမယ်။နောက်ပြီးတော့အချိန်လေးကိုလည်းကိုမှန်းတက်လာမယ်ပေါ့နော်။ငါဘယ်နားလေးမှာဆိုရင်အချိန်ပိုကြတက်လေ။ဘယ်နားလေးကိုအချိန်ပိုပေးရမလဲ။ပြီးသွားရင်ငါဘယ်အပိုင်းနေမှာဆိုပို့ပြီးတော့ခတ်နေတော့စဉ်းစားနေရတယ်လေ။တိလာနိုင်တယ်ပေါ့နော်။ပြီးရင်ကိုလိုတဲ့ဟာတွေကိုပြန်ပြီးတော့ဖြီလို့ရတယ်။ဒါကြောင့်မိကုန်းလေးကိုလည်းပေါ့နော်။၃နိုင်မိကုန်းလေးကိုပါတာကိုဒီချင်းစီချင်ပါတယ်။နောက်ထပ်အချက်ကတော့အမှတ်သားလုပ်ပါ။အမှတ်သားလုပ်ပါဆိုတာကိုကပေါ့နော်ပြန်လေ့ကျင့်နေတဲ့ချင်း အဓိကပုံနှိပ်မိကွန်ဟောင်းချာနယ်ပေါ့နော်အဲ့လိုလေ့ကျင့်နေတဲ့အချိန်မှာဆိုရင်ကိုယ့်အတွက်ခက်တဲ့ပုံစံတွေကိုနောက်ထပ်တစ်ခါလောက်ပြန်ပြီးတော့ကြည့်ဖို့လိုတဲ့ပုံစံလေးဆိုရင်တခါတည်းအမှတ်အသားလုပ်ထားပါတော်တော်များများတော့လုပ်မယ်ထင်ပါတယ်တချို့ចောင်းသားចောင်းသူတွေပေါ့နော်အဲ့လိုမျိုးမလုပ်ကြဘူးပေါ့ ။ဘာလို့အမှတ်သားလုတ်ခိုင်းတာလဲဆိုတော့ဒုက္ခတို့နောက်က revision ပြန်တဲ့ခါကျရင်ပုံစံအကုန်တွက်ဖို့ဆိုတော့ကိုယ်တွက်အချိန်မရှိတော့စင်တူတဲ့ပုံစံတွေလွယ်တဲ့ပုံစံတွေဆိုစိတ်ထဲကနေမဲ့တွက်မယ်ကိုယ်တွက်ထားတဲ့အစာရလေးကိုပြန်ပြီးတော့ကြည့်မယ်ပေါ့နော်အဲ့ဒါပဲရှိမှာခက်တဲ့ပုံစံတွေကိုပဲအချိန်ပေးနိုင်တော့မှာကိုကအမှခက်တဲ့ပုံစံတွေကိုတခါတည်းအမှတ်သားလုပ်မထားဘူးဆိုရင်ကို့အတွက်ဘယ်နာခက်ခဲမှန်းလဲကိုကပြန်ပြီးတော့စဉ်းစားတတ်မှာမဟုတ်တော့ဘူးပေါ့နော်အဲ့လိုအမှတ်လိမထားမရှိရသူဆိုရင်ပေါ့နော်ပြန်ပြီးတော့စဉ်းစားတတ်မှာမဟုတ်တော့ဘူး အမမတွတ်ဖြစ်လိုက်တော့စာမေးပွဲကြရင်မေးလိုက်ရင်မဖြေတတ်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တာကြောင့်တခါတည်းအမှတ်သားလေးလှုပ်ထားစီခြင်းပါတယ်နောက်ချက်အနေနဲ့အမှတ်ပေးစီမြင့်နဲ့ကိုက်ညီအောင်တွတ်ပါတချို့ဂျူရှင်ကပေါ့နော်ဂျူရှင်မှာတင်တဲ့ဒီချယ်လေးဆရာဆရာမတွေကကြောတော့ကျောင်းသားကျောင်းသူတွေကိုအလွယ်နည်းနဲ့အဖြေထွက်မဲ့နည်းလေးအတူနည်းလေးတွေတင်ပေးကြရပေါ့နော်အဲ့ဒီနည်းတွေကလည်းမှန်တာပဲဒါပေမဲ့သူကတော့ grade 12 final မှာဆိုရင်တော့ သူကအမှတ်ပေးစီးမြင့်အဆင့်လိုက်ပေးတာဖြစ်တဲ့အတွက်ကြောင့်ကိုကအဆင့်ကျော်တာမျိုးအမှတ်ပေးစီးမြင့်နဲ့မကိုက်တာမျိုးဆိုရင်အမှတ်တွေအများကြီးရောနိုင်ပါတယ်။ဒါကြောင့်မလို့အမှတ်ပေးစီးမြင့်နဲ့ကိုက်အောင်လေ့ကျင့်မှာတွက်ပါ။ကိုကအမှတ်ပေးစီးမြင့်နဲ့ကိုက်မကိုက်မသိကြဘူးဆိုရင်ကျောင်းဆရာဆရာမတွေမေးကြည့်ပေါ့နော်။ကျွန်တော်ကျွန်မတွက်ထားတာအမှတ်ပေးစီးမြင့်နဲ့ကိုက်လားမသိဘူးကြည့်ပြပါအောင်ရှင်ကြည့်ပြပါအောင်ခင်ဗျာပြောပေါ့နော်။အဲ့လိုလေးပြောပြီးတော့တခါတည်းအမှတ်ပေးစီးမြင့်နဲ့ကိုက်အောင်တွက်ပါ။ မပီးစင်းမြဘလောက်တောင်အရေးကြီးလဲဆိုရင်ကိုကတွက်ထားတာအဖြစ်ဘလောက်မှန်မယ်သူ့ရဲ့စီးမြင်းနဲ့မကိုက်ဘူးဆိုရင်အမှတ်တရတခါတည်းအများကြီးပြုတ်သွားတယ်လျော့သွားတယ်ကိုက60ကျော်မှန်းထားတဲ့သူဆိုရင်ပို့ပြီးတော့သတိထားရမှာပေါ့နော်အဲကြောင့်မပီးစင်းမြလေးကိုက်အောင်တေးတေးချာချာလေးကယူဆိုင်ပြီးတော့လေ့ကျင့်ကြရတာပေါ့နော်တခါတည်းဒီကျင့်မှာဇာမီပွဲမှာလည်းမပီးစင်းမြလေးနဲ့အဆင်မကျော်အောင်ကယူဆိုင်ပြီးတော့တွက်ပါနောက်ထပ်အရေးကြီးတာကမရှမ်းအောင်ကယူဆိုင်ပါတော်တော်များများရှမ်းကြတယ်ပေါ့နော် ကိုကထွက်လိုက်တော့ကြောဟိုငါကတော့မှတ်ပြည့်ပဲဂုံဒူပဲ90ကြော်ပဲပေါ့ဒါပေမဲ့ reset ထွက်လာတော့မှတ်တည်ညော့နေတယ်အဲ့လိုရောရတဲ့တဲကအဓိကအကြောင်းရင်းတစ်ခုပါရှမ်းတာပဲပေါ့နော်ဘလူနီယာမှာမှားလိရှိတယ်ဆိုရင်မိခွန်းနံပါတ်မှားတက်တယ်နံပါတ်တွေကျော်ခဲ့တယ်နောက်ပြီးတော့ unit တွေမှားတယ် ်အာပြီးလက္ခဏာတွေမှားတာပေါ့နော်ပြီးရင်ပေါင်းတာနှုတ်တာတွေမှားတာပေါ့သုံးနဲ့သုံးနဲ့ပေါင်းကိုးဆိုပြီးတော့ရေးခဲ့တာမျိုးပေါ့နော်အဲ့လိုမျိုးတွေနည်းနည်းကြောင်ပြီးတော့မှားသွားတာမျိုးတွေပေါ့နောက်ထပ်ဘာတွေရှိသေးလဲဆိုရင်တမက်တန်နှစ်မက်တန်တွေပေါ့နော်သူတို့အကျန်းထဲမှာသွားတန်တော့ကိုကဖီးကအမှန်ပဲဒါပေမဲ့ဆာဗဲထဲမှာပြန်ကူတော့ကျော်တော့အမှားကြီးရင်းမိသွားတယ်အဲ့ဆိုလဲမှန်ရော့သွားတာပဲလေဒါကြောင့်မလို့တိတိချာချာလေးမရှင်းအောင်ဂယူဆိုင်ပါ နောက်ထပ်အရေးအကြီးဆုံးဒါကတော့ဆာမီပွဲတိုင်းအတွက်အရေးအကြီးဆုံးပါဘာလဲဆိုတော့စိတ်ပါပဲ ကိုယ့်ရဲ့စိတ်ပါစိတ်ကိုလည်းတအားယုံကြည်မှုလွန်ကဲပြီးတော့စိတ်မလောစီဘူးပြီးတော့အကြောက်လွန်ပြီးတော့ဘာမှမသိတော့ပဲမိသွားမျိုးမဖြစ်အောင်လို့ပေါ့နော်ဂယူးစိုက်ပါယုံကြည်မှုလွန်ကဲနေတဲ့သူကျတော့ငါစာရတယ်ပေါ့မိကွမြင်လိုက်တာနဲ့ပျော်ရွှင်ပြီးတော့ကျတော့ဘာမှတိချာမဖတ်တော့ဘူးလော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 နဲ့တွတ်ထည့်ပလိုက်တယ်ဒါပေမဲ့အမှတ်ထွက်လာတော့ကျတော့အမှတ်တွေယော့နေတယ် ကိုတတိမထားမိပဲနဲ့မှားသွားခဲ့တာအများကြီးဖြစ်နေလို့ပေါ့နော်နောက်တစ်အကြောက်လွန်တဲ့သူကြောင့်လည်းဆောင်ရွက်ခွဲခန်းတဲ့ဝင်းလုံးမရှိသေးရဲ့မိကွန်းအောင်မရသေးဘူးလက်ကတုံးနေပြီမိကွန်းလည်းမြင်လိုက်ရောတီပိသားစာရီကလည်းမေးရောဘာတွေတွေ့ရမှလည်းမသိရောဒီတိုင်းပဲထိုင်ပြီးတော့ပြန်လာခဲ့ရတယ်အဲ့လိုတွေဖြစ်တတ်တာပေါ့နော်ဒုက္ခဆိုရင်အကြောက်လွန်နေတဲ့မှာပါတယ်ကျန်တဲ့ဘာသာတွေကဆောင်ရွက်ခွဲဖြေရမယ်ဆိုရင်တိတ်ပြီးတော့ နည်းနည်းတော့စိုးရိမ်တာပေါ့နော်အဲ့လိုတားကြောက်တယ်လည်းမပါဘူးသင်ချာဆိုရင်အရင်ကြောက်တယ်လက်တွေပါတုံပြီးချွေးပြန်ပြီးအဲ့လိုတွေဖြစ်တာပေါ့နော်စာမေးပွဲဖြေကာနေတိုင်းပေါ့နော်ဘယ်ဘာသာပဲဖြစ်ဖြစ်စိတ်ကိုသင်ချာစူးစီးထားညင်အောင်လုပ်ပေါ့နော်အဲဆမီဘုကနေထိုင်နေရတဲ့အချိန်ဘုရားစာလေးယွတ်နေတာမျိုးကိုကူးကွယ်ရပါတော့ကိုကူးကွယ်ရပါတာရဲ့ဘုရားစာဒီယွတ်နေတာမျိုးဒါမှမဟုတ်မျိုးလုံးလေးမိတ်ပြီးတော့ဝင်လေထွက်လေမှတ်နေတာမျိုးလေးလောက်ပါဒုက္ခဆမီဘွဲဖြေတိုင်းဖြေခါနေတိုင်းအမြဲတမ်းအဲ့လိုလေးလောက်တယ်ပေါ့နော်ပြီးတော့ ကိုယ့်ကိုယ်လည်းယုံကြည်ချက်ထားပေါ့ငါလေးကျင့်ချိန်ဒီမှာအများကြီးလေးကျင့်ခဲ့ပြီးသားပဲဒါကြောင့်မလို့ငါအခုဖြေရမယ့်စာမေးပွဲမှာလည်းငါတိထားရတယ်နဲ့အကောင်းဆုံးဖြေသွားမယ်ဒါဘာမှစိုးရိမ်မနေနဲ့အဲမေကွန်းကြီးခက်မှာကြောက်တယ်မေကွန်းကငါမရရလာမှာဆိုတဲ့အဲ့အဲစိတ်ပူမနေနဲ့ကိုအကောင်းဆုံးကြိုးစားခဲ့ပြီးသားကိုတိထားတဲ့ဟာကိုဒီစာရွက်ထဲမှာအကောင်းဆုံးဖြေအောင်ဖြေချလိုက်မယ်ဖြေပြီးသားပြီဆိုလည်းအဲ့ဒီဖြေပြီးသားကြီးကိုပြန်တွေးပြီးတော့ငါဘယ်နာလေးတော့မှားခဲ့လိုက်ပြီထင်တယ်ဘယ်နာတော့ရော့ပါပြီအဲ့လိုတွေးမနေနဲ့တော့ဖြေပြီးသားဟာဖြေပြီးသားပြီနောက်ထပ်ဘာသာအတွက်အကောင်းဆုံး ကြိုးစားရမယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ်စိတ်ကိုလည်းတည်တည်ချာချာလေးနိုင်အောင်ထိမ့်ပါနောက်ပြီးတော့တင်ချာကြောက်တဲ့မောင်လေးညီမလေးတွေတင်ချာအားနေတဲ့မောင်လေးညီမလေးဆိုရင်လည်းတင်ချာကိုအချိန်လေးပို့ပေးပေါ့နော်များများလေးလေ့ကျင့်ပေးဒုက္ခဆိုရင်လေတင်ချာအားနေတဲ့တင်ချာကြောက်တာဖြစ်တဲ့အတွက်ကြောင့်အကြောင်းကကိုကြိုက်တဲ့ဘာသာ revision ပြန်ရတဲ့အချိန်မျိုးဆိုရင်တင်ချာကိုပို့ပြီးတော့အချိန်လေးပေးဖြစ်တယ်ပေါ့နော်ကိုကြောက်တဲ့ဟာနဲ့များများထိတွေ့ပြီးမှကိုကရဲလာမယ်လုတ်တက်လာမယ်ပေါ့နော် အထိတွေ့များများရှိဖို့လိုတယ် ဒါကြောင့်မို့သင်ချောင်းကြောက်တယ်ဆိုပြီးတော့ရှောင်မထားနဲ့မြန်မြန်လေးထိတွေ့ပေးရမယ်ကြောက်လေးပို့ပြီးတော့ထိတွေ့ပေးရတယ်ပဲဒါကြောင့်မို့သင်ချောင်းအားနေရဆိုရင်မြန်မြန်လေးတွက်ပြီးပါနောက်ထပ်တစ်ခုကစိတ်တက်မကြဘူးပေါ့နော်ကိုကလာပတ်တွေဖြည့်တယ်ဂျားထဲမှာတက်စလီဖြည့်တဲ့အခါမှာအမှတ်တွေနဲတယ်အမှတ်တွေလျော့တယ်ပေါ့နော်အဲဒါကြောင့်ဝန်နေတာမျိုးစိတ်သက်ကြသွားမျိုးမဖြစ်ပါနဲ့ကိုကအမှန်မကောင်းလို့ဝန်နေတာမျိုးဆိုခဏလေးပဲဝန်နေရေရှည်အဲ့အကြီးကိုစိတ်ထဲမှာတဲထားနေစရာမလိုဘူး ကိုတငယ်ချင်းနေအမှတ်ကောင်းနေဆိုရင်လည်းကိုကဝမ်းတာပေးလိုက်ပေါ့နော်ဟောတငယ်ချင်းကတော်လိုက်တာငါလည်းသူ့လိုမျိုးဖြစ်အောင်ကြိုးစားရမယ် inspire ယူပေါ့နော်သူတို့ motivation အဖြစ်ယူပြီးတော့ကြိုးစားသူများနဲ့သွားရှင်ပြီးတော့ငါဘာလို့သူတို့လောက်မလုံနိုင်ရလဲဘာကြောင့်အသုံးမချရလဲအဲ့လိုမျိုးကြီးသွားပြီးတော့မတွင်းနဲ့ကိုကိုကိုမနှိမ့်ဆက်နဲ့ကိုကဒီလိုမျိုးဖြစ်နေတာသိပြီဆိုရင်အမှတ်တွေညော့နေပြီဆိုကိုတခုခုလိုအပ်နေတာရှိလို့ပဲငါဘယ်နာလေးပြင်ရမလဲဘယ်နာလေးကိုထပ်ဖြည့်ဆွဲရမလဲငါရှမ်းလို့ဖြစ်သွားလားအချိန်မမီလို့ဖြစ်သွားလားပြန်တွေးပြီးတော့ပြန်ပြီးတော့ဖြည့်ပေါ့နော် ုက္ခဆိုရင်လည်းပိုင်းလို့ဝန်ဆပြေတော့ရှစ်လပိုင်းပေါ့နော်ကိုကိုကိုဂုံဒူးပဲဆိုပြီးမှန်းထားတယ်ဒါပေမဲ့အဖြေ reset တွေထွက်လာတော့ဒုက္ခ60ကျော်ပဲရရပေါ့နော်အဲ့တော့တော်တော်ဝန်းနေပါတော်တော်များများဒုက္ခတန်းတဲ့ငွေချင်းတွေဆိုဂုံဒူးထွက်ကြတယ်ဒုက္ခကမထွက်ဘူးကဆိုတော့ဝန်းနေတာပေါ့ เออငါဘာလို့ဒီလိုကြီးဖြစ်တာလဲပေါ့ငိုလန်းငိုချင်တယ်ဒါပေမဲ့မငိုခဲဘူးပေါ့နော်ကိုယ့်ကိုပြန်ထိန်းပြောငါလိုအပ်နေရရှိလို့ပဲငါတကူကူလိုနေလို့ပဲဆိုပြန်ပြီးတော့ဖြည့်တယ်ပြန်ပြီးကြိုးစားတယ်ဘိုင်းလို့ထူဖြည့်ရတယ်ပေါ့နော်ဘိုင်းလို့ထူရတော့သူကတော့တည်င်းကျွတ်အကြောင်းမပိတ်ခင်ဖြည့်ရတယ်ဖြည့်ရတော့ကျတော့အဲ့ဒီမှာလဲ60ကျော်ပဲရတယ်ဘိုင်းလို့ထူကသူကတော့တအုပ်လုံးဖြစ်သွားပြီတအုပ်လုံးနီးပါးပြန်ဖြည့်ရဆိုတော့အဲ့တော့ပြန်တွေးလိုက်တာပေါ့ကိုယ့်ကိုပြန်ဖြည့်သိမ့်လိုက်တယ်ဒါတအုပ်လုံးစာကြီးဆိုတော့ ငါတူတူခြားခြားလေးမရသေးလို့ဖြစ်မှာပါအဲပြန်ပြီးတော့ revision လေးပြန်ပြီးတော့ငါရမှာပါဆိုပြီးဘိုင်းလော့3ကြာတော့ငါဂုံတူးပဲဆိုပြီးမှန်သားတယ်ပေါ့လေဘိုင်းလော့3ထပ်ပြရတယ်ဘိုင်းလော့3က12လပိုင်းမှာပြရတယ်ပေါ့နော်အဲ့မှာတော့တေချာပြီပေါ့ငါ revision နေလည်းလုပ်ပြီးသားရေဆိုတော့ဒါကတော့ဂုံတူးပဲဆိုပြီးတော့တွက်လိုက်တယ်ဒါပေမဲ့ဘိုင်းလော့3မေးလာတော့ကျွန်တော်မေးခွန်းဟောင်းနေမေးတာလေသူကမေးခွန်းဟောင်းကိုတိတ်ပြီးတော့ကြည့်မသွားဘူးမေးခွန်းဟောင်းလေးချက်မသွားဘူးဆိုတော့အမကရော့ပြန်ပြီဘိုင်းလော့1နဲ့2ထပ်တော့အမကပိုရော့နေတယ်60ကြော်ယုံလေးပဲကွာဆိုတော့ စနေလပိုင်းတော့ရောက်နေပြီစာမေးပွဲဖြေဖို့အတွက်ကဂျာထဲမှာ၃လလောက်ပဲကျန်တော့တယ်ငါဒီလိုအချိန်နေမျိုးကြီးနဲ့ဂုံတူကထွက်ပါတော့မလားဆိုပြီးကိုကိုကိုမယုံကြည်တော့ဘောနော်တန်တရားရေဖြစ်လာတာပေါ့ဒါပေမဲ့လည်းအဲ့အချိန်မှာဒုက္ခစိတ်တက်ကြပြီးရောဆက်မကြူးစားတော့ပဲနဲ့ဒီတိုင်းပဲသွားလိုက်လို့ရတယ်ဒါပေမဲ့အဲ့လိုမလုပ်ခဲ့ဘူးကိုလိုအပ်တဲ့ဟာကိုပြန်ဖြည့်တယ်နောက်ဂျာထဲမှာပြန်ပြီးတော့လိုတဲ့နေရာလေးပြန်တွက်တယ်တက်ကတက်ကတွက်တယ်မရတဲ့အပိုင်းတွေပြန်ကြည့်ရဲမိကုန်းဟောင်းတွေတီချာလုပ်တယ် အဲ့ဒါနဲ့နှစ်လပိုင်းတော့ band of four ဖြေရတယ်အမှဒုက္ခဂုံထွက်သွားတယ်ပေါ့နော်ကိုကိုကောင်မယုံနိုင်ဘူးပေါ့ဟိုးငါဂုံထွက်ရသွားပြီဆိုရတော့ပျော်တာပေါ့နော်အဲ့ဒါနဲ့အဲ့တိုင်းလေးပဲပုံမှန်လေးဆက်ကြိုးစားသွားတယ်ပေါ့နော်အဲ့ကြားထဲမှာဒုက္ခဘယ်လိုပြင်ဆင်ခဲ့လဲဆိုရင် concept မပိုင်သေးရကိုကိုကိုတည်လိုက် concept တိချနားမလည်ပဲနဲ့တွက်နေရဒုက္ခတွက်နေရတယ်အမလို့ concept တိချမရသေးတဲ့ဥစ္စာတွေဆိုပြန်ပြီးတော့ကြည့်ရဲဒုက္ခတငယ်ချင်းတွေပေါ့နော်တင်ချပို့ပြီးတော့နားလေတငယ်ချင်းတွေကိုမီးတယ်တက်ကတက်ကတွက်တယ်လေ့ကျင့်တယ်ပေါ့အဲ့လိုဒီပဲလောက်သွားလိုက်တယ် final form မှာကိုနုထွက်သွားတော့ final ကျရင်တော့ငါရနိုင်ပါတယ်ဆိုပြီးတော့ကျတော့ကြိုးစားလိုက်တယ်ပေါ့ထပ်ပြီးတော့အဲပုံမှန်လေးအတိုင်းပဲ final 4အတွင်းကြိုးစားခဲ့တယ်လို့ပဲအဲ့လိုလေးပုံမှန်လေးပဲဆက်ပြီးတော့ flow အတိုင်းလေးကြိုးစားသွားရတယ် final မှာလည်းကိုနုထွက်သွားတယ်ပေါ့နော်ဒါကြောင့်မလို့မောင်ညမလေးတို့ပြောချင်တာကိုယ့်ကိုယ်ကိုတင်ချာအားနည်းတယ်တင်ချာကြောက်တယ်ဆိုပြီးတော့စိတ်တက်မကြနဲ့အရှုံးမပေးနဲ့ကိုယ်ပဲနားလိုနေလဲပြန်ပြင်းပြန်ဖြစ်နောက်ပြီးတော့စိတ်တက်ခွန်အားတင်းတာပေါ့နော်သူကဆိုထက်ခါထက်ခါကြိုးစားခဲ့တာပဲ ်မပိုင်းလို့4ကြာမှာဂုံတို့ထွက်သွားတယ် final ကြာမှာဂုံတို့ထွက်သွားတယ်ဂျားထဲမှာအချိန်ကြီးအများကြီးပဲပေါ့နော်ကြိုးစားခဲ့ရတဲ့အချိန်ကြီးကအများကြီးပဲဒါကြောင့်မလို့အခုဆိုရင်မောင်လေးတို့ညီမလေးတို့ဆိုရင်17လပိုင်းပေါ့နော်စာမေးပွဲဖြေဖို့ဂျားထဲမှာ၄လကျန်တယ်ဂျားထဲမှာကိုကြိုးစားရင်ကြိုးစားတယ်လို့ရလက်တွေအများကြီးကွာသွားနိုင်တယ်ဒုက္ခဆိုရင်ပိုင်းလော့3မှာတော့ဂုံတူမှုထွက်ဘူးပိုင်းလော့4မှာဂုံတူထွက်သွားတယ်ဒီ3နဲ့4နဲ့ဂျားထဲမှာဘလောက်ကြာလဲဆိုတလားခွဲလောက်ကြာတယ်အဲ့တလားခွဲအတွင်းကိုဂုံတူထွက်သွားတယ်ကွာ60ကျော်ကနေပြီးတော့80ကျော်90ကျော်ဂုံတူထွက်သွားတယ် ဒါကြောင့်မောင်နှမညီမလေးတို့ဆိုလီလာကြတယ်ကိုယ့်ကိုယ်စိတ်တကယ်ယုံကြည်မှုအပြည့်ထားပြီးတော့စိတ်အားနဲ့ပြီးအာတုံခွန်ဆိုင်စူးစမ်းလိုက်မယ်ဆိုရင်အများကြီးပေါ့နော်ဒုက္ခထက်ကိုအများကြီးအများကြီးကိုအမှတ်တွေတာပြီးတော့ထူးထူးချွတ်ချွတ်နေဖြစ်လာမှာပဲဒါကြောင့်မလို့ဘဲပါတာပဲဖြစ်ဖြစ်ကိုအားနေနေတဲ့ဘာသာကိုမရတဲ့ဘာသာရှိနေကိုလိုအပ်ချက်တွေကိုပြန်ပြီးတော့ရှာပြန်ဖြည့်ဆွတ်ဒီကြားထဲမှာယုံကြည်ချက်အပြည့်နဲ့အာအာကျူမန်တဲ့စူးစမ်းသွားလိုက်တကယ်ရလာမှာပါဖြစ်လာမှာ ခုကြည့်နေတဲ့ Great Tan Grade 11မောင်မင်းညီမလေးပါတယ်ဆိုရင်လည်းသူခကြံပေးချင်တာကတော့ Tan 11ကတင်ငန်းစာတစ်ခုချင်းစီတိုင်းမှာပါတယ် concept လေးတွေကိုပိုင်အောင်လုပ်ခဲ့ပါအဓိကအရေးကြီးဆုံးကတော့ function တွေ trig တွေနောက်ပြီး differentiate တွေပေါ့နော် trig ဘုံသေးနီလေးတွေဆိုလည်းတခြားလေးမှတ်မိနေအောင်လို့တစ်ခါတစ်ခါလေးလုပ်ခဲ့ပါတော့ပြီးရင်အခြေခံလေးတွေလည်းပိုင်အောင်လုပ်ခဲ့ပါဒါဆို12ကြိမ်ကိုကအေးအေးဆေးဆေးနဲ့အဆင်ပြေပြေစာလိုက်နိုင်ပါပါ ဒါဆိုရင်တော့ဒုက္ခရဲ့သင်္ချာအတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like လုပ်ပေးသွားကြပါအောင်ရှင်။နောက်ထပ်အခါမှာလည်းဒုက္ခကဒီလိုမျိုးပေါ့နော်။ကျွန်ရှိရဲ့ content လေးတွေ vlog လေးတွေတင်ပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့် channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပေးသွားကြပါအောင်ရှင်။ဆုံးဒီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ Bye bye ။